ားလုံးတလီစွာပါမင်္ဂလာပါလူနှခွန်ဆက်ပြရစီဒီကနေ့မှာတော့ဆရာပူပူတန့်စင်းရဲ့လက်ရာအိမ်မက်တွေစိုက်ပြူရင်အိမ်မက်တူတည်ဆုံးခြင်းဆိုတဲ့ဝိတ္ထုတို့လေးကိုတင်ဆက်ပြရစီအိမ်မက်တွေစိုက်ပြူရင်အိမ်မက်တူတည်ဆုံးခြင်းကျွန်တော်တော့စိတ်ရင်ပါဖြစ်နေပြီထင်တယ်အဆိုပါစကားဖြင့်ရင်ဖွင့်လာသည်ဒီရဲပေါ်ဤကဖြစ်သည် ဘဲစီးကဘာယောဂါကိုယင်ပါနေတာလဲဟုကျွန်တော်သူ့ကိုမေးရမလို့ဘဲယောဂါအတွက်ဘာစီးကစီးရင်ပါဖြစ်နေသည်ဆိုတာကို သူရော ကျွန်တော်ရောသိကြသည်ကျွန်တော်နဲ့သူသည် တလေတဲ့စီပီခီးတကူကို အတူသွားနေသောဖက်ဒရယ်ခီးသွားများဖြစ်သည်ကျွန်တော်နဲ့ဤခဲ့သည့်စကန်ဤဘုဂုချင်းတစ်ပီရှိ မကြီးပင်အောက်တွင်နှစ်ယောက်ထဲထိုင်နေကြသည်သူနှင့်ကျွန်တော်သည်တလိုင်းသမားချင်းတူတော်လေထန်းရွက်ရသောတာဝန်မတူ၍ပြီးတော့ တက်ဖွဲ့ခြင်းနဲ့မတူ၍မကြခဏမတွေးဖြစ်ကြ။သူနှင့်ကျွန်တော်သည်ဒေါ်လန်နေမြေတွင်လာဆောင်ကြသောဘဝတူခံယူချက်တူ လိန်စိတ်ခံယူမှု တူညီကြသူနှစ်ဦးဖြစ်သည်။ထို့ကြောင့်ပင် ကျွန်တော်တို့နှစ်ယောက်သည်ပူ၍ချစ်ခင်စီလုံးကြသည်ထင်ပါသည်။သူသည်သူ့တက်ဖွဲ့တွင်တက်စိန်မှုတာဝန်ဖြင့်ရှေ့တန်းထွက်ရဲဘော်ဖြစ်ပြီးကျွန်တော်ကတော့ကျွန်တော်အဖွဲ့တွင် ပြန်ကြားရေးပိုင်းကိုတာဝန်ယူထားရသူဖြစ်သည်။ သူသည်ရိုင်ဖယ်ကိုလွယ်ပိုးလျက်ဒေါ်လန်စိတ်ဖြင့်စစ်ခွေးတွေကိုကျွတ်ကျွတ်ကျွန်ကျွန်တိုက်ထုံနေသည်အညာဤဒေါ်လန်နေမိတဲ့အတွင်ဘဝတူကေးဖြစ်သောကျွန်တော်နှင့်စတင်ရင်းနေခဲ့ပါသည်ကျွန်တော်ကဒေသခံဒေါ်လန်ဤသမားသူကတော့မြို့ပြတစ်ခုမှနေ၍ယုံကြည်ချက်ဖြင့်ဒေါ်လန်ဤတဲ့သူခြေစုံဖြစ်ကဝင်လာသည် မင်းရှင်ဒီဖော်ဆောင်ကြအတူတကွပွဲကကြလမ်းခုလက်တွင်တွေ့ဆုံကြဖြင့်တော်လန်နေတဲ့တွင်ကျွန်တော်တို့နေရောက်သည်ဘဝတူလိမ့်စိတ်ခင်မှု꽌ပြသူများအဖြစ်မိတ်ကောင်းဆွေမွန်ဆက်ဆံရေးဖြင့်ယင်းဤခင်မဲ့လာကြသည်ထို့အကြောင်းအရာများထက်ပုံမှုခင်မရသည်ကသူရောကျွန်တော်ရောစာသမားများဖြစ်ကြ၏ တော်လိုင်းရင်းနဲ့ရောက်လာတော့လေစာငက်ကြပုံချင်းတူကြပြီသူ့စာအုပ်ကိုယူဖက်ကျွန်တော်စာအုပ်တွေသူ့ယူဖက်ဖြင့်ကျွန်တော်တို့ကြားတွင်စာပေမှသည်နိုင်ငံရေးအထီးစကားလက်ဆောင်ပြောပြီးမကုံနိုင်သောအကြောင်းတရားတွေများလာ၏မော်စီတိုဗလာဒီမီယာလီနှင့်ဘူဂျောင်ဆန်အမေစုပြီးတော့ပြည်တွင်းကကွန်မြူနစ်တွေအနာရှင်တွေနဲ့ယခုကြုံတွေ့နေရသောတော်လန်ရေးတွေကကြွက်ချီးပြီးတော့ခင်ယူချက်အမှန်နဲ့ယူသားစွာတော်လန်နေသူတွေ သူနှင့်ကျွန်တော်ကြားတွင်ပြောစရာတွေကများလာပါသည်ထိုမှဆက်ကစာရေးသူများအကြောင်းတူတာယတာစာပေတွေကိုရေးနေရေးခဲ့ကြသောလူပုဂ္ဂိုလ်တွေရဲ့အတွင်းစိတ်သူတို့ရဲ့တော်လိုင်းရေးအပေါ်သဘောထားစာရာတွေကိုပါတီးမိခောင်းမိကြပါ၏ယခင်ကအမေစုမှအမေစုမင်းစုမရှိရင်တေးရတော်မူခဲ့သူဟစ်အော်ခဲ့ကြသောစာရေးဆရာဆရာမဆိုသူအချို့ဤယခုကာလခံယူချက်တွေကိုလည်းအပြန်အပြန်အလန်လန်ဝေဖန်မိကြ၏ ။စာရွက်ပေါ်မှာတက်သမျှအကုန်စလုံးလှလှလေးတွေရေးပြီးအတွင်းစစ်ကတော့ပုတ်ပွားဆွေးနေတာဟာရှက်စရာပင်ကောင်းကြ။ရင်နီရင်ရင်ဖွင့်ရင်ဖွင့်ရင်ရင်နီဖြင့်နောက်တော့တဖြည်းဖြည်းဤကဲနဲ့ကျွန်တော်သည်သူ့အကြောင်းအကုန်သည့်ကိုယ်အကြောင်းအကုန်သည့်ဖြင့်ဤကိုတမျရင်နီခဲ့ကြ၏သူသည်ယုံကြည်ချက်ဖြင့်တော်လန်နေမိတဲ့ဝင်လာတော်လဲသူတွင် HIV အတွက်ပိုးထင်းစီ ARD တောက်နေရသည်ဟုတနေ့တွင်ရင်ဖွင့်၏ ထို့သို့ရင်ဖွင့်သည့်နေ့ကလည်းရွက်6ဤလွင်ပါဟန်ဖြင့်သူသည်တွေ့66ဖြင့်ကျွန်တော်ထံသို့ရောက်လာ၏စကန်းဤလန်လန်ဂုံးကမှုလေးရှိဇီးပြူပင်အောက်တွင်သူသည် ARTC ရဖို့ဘယ်သူကျန်ဆောင်ရမည်လဲဟု စတင်ရင်ဖွင့်တိုင်ပင်၏ဒီတော့မှသူသည် ပိုးထိန်စီတောက်နေရသူ ဖြစ်မှကျွန်တော်သိပါသည်ပြီးတော့သူကိုပိုး၍လဲလေးစားခင်မင်သွားမိသည်ဒေါ်လန်ဤသူဒီက တာမန်ကျမ်းမာတန်ဆွမ်းနေသောလူတယောက်အဖို့ပင်အင်မတန်ကာယတူပိနာပိခံနိုင်မှာအင်မတန်စိတ်သက်တူပိနာပိခံနိုင်ပါမှာရက်တည်၍ရသောအလုပ်တစ်ခုဖြစ်သည် ထို့အလုပ်ကိုခွဲခြားဆက်ဆံခံရခြင်းများကြမှာရအောင်ရှောင်နေသောဤကဲ့သို့လူများကို မလေးစားဘဲအတိအမှန်မပြုဘဲမနေနိုင် ခင်မင်းလာဒီမှာတနစ်ကျော်ကြာတော့လဲသူတွင် ARD တောက်နေရသည်ဟုကျွန်တော်မသိအပေကြောင့်ဆိုတော့သူသည်မရှင်များတွင်ဥလက်မတုံထမ်းရွက်နိုင်လွင်၍အဖွဲတွင်တက်စိန်မှုရာသူပင်ရရှိနေသူမှုဖြစ်သည်သူကိုတက္ကရီကျမ်းမာနေသည်ဟုကျွန်တော်ကထင်ထားပြီးဖြစ်သည်သူနည်းကသူရင်ဖွင့်လာမှသူတွင် ARD စီတောက်နေရကြောင်းသိတော်သည်ကျွန်တော်ခမည်းကိုခုလိုဖွင့်ပြလိုက်တော့ခမည်းစီတဲ့ဘလူနေတယ်လေ အထင်သေးတာဒါမှမဟုတ်အံဩတာဒါမှမဟုတ်ယွံ့မိတာဟုသူသည် ကျွန်တော်မျက်လုံးတွင်အဖြေရှာလျက်ဆိုသည် ကျွန်တော်သည်ဘာစကားမျှသူ့ကိုပြန်မပြောပြီသူ့ကိုသာငေးကြည့်နေပြီသည်ပြီးတော့ကျွန်တော်သူ့ကိုဆွဲဖက်ကသူ့ပခုံးကိုညင်သာစွာပုတ်မိ၏ဒါရီယာငါတို့အတွက်တော့ကွာတာမန်လေးတွေကတာမန်ဖြစ်စဉ်တကူပါပဲအဲ့ဒီနောက်တော့ ကျွန်တော်နဲ့သူသည် ARD ဈေးရရှိဖို့အပူတပြင်းရှာပွေကြရသည်ယခင်သူကိုပေးပို့နေကြဖြစ်သောမြို့ပြရှိ NGO ဈေးကန်တစ်ခုသည်သူရှိရာသို့ဈေးမပို့တော့ဈေးကိုဈေးကန်မှသာလာယူဖို့တွင်တွင်စုံနေတော့သည်ဤကဲကသူသည်ဘဲကိုရောက်၍ဘာလုံနေပါကြောင်းပြောတော့စီကန်းသည်စေရနာဝီဖြာကဖြင့်သူကိုအဆက်ဖြတ်ချလိုက်တော်သည် ဒီယောဂာနဲ့ပတ်သက်လျင်သူတို့လောက်မခွဲခြားတတ်သောသူတို့လောက်ကျင်နာတတ်သောသူတို့လောက်စေတနာထားသူ မရှိတော့သမျှဟစ်អော်ခဲ့ကြတော့လေစေးရဖို့ခက်ခဲနေသူတယောက်ကိုထူထူပင်အဆက်အသွယ်ဖြတ်တောင်းလိုက်ပါသည်သူတို့သည်အင်မတန်ကြောက်တတ်ကြသည်လားအကျိုးစီးပွားပြက်ပြားမှဆိုသည်လားမသိကျွန်တော်တို့ဘက်မှကြီးစွာသောအခက်ခဲသည်မြို့ပြတို့ဘယ်လူမှမတော်ဝင်ခြင်းပင်သည်ကျွန်တော်တို့မြို့ကိုမရောက်တာကြပြီတကယ်တော့ မြို့ကိုကြောက်သွားတဲ့အဆင်ကိုရောက်နေပြီဟုဆိုရမည်ကျွန်တော်တို့အတွက်မြို့ကအန်ဒီရဲ့ခင်းရဲ့လားပြီးတော့မြို့ကတော့ကျွန်တော်တို့ဘက်မှာရှိနေသေးရဲ့လားအဲ့ဒီလိုတွေးနေမိကြသည်တချို့လူတွေအတွက်မြို့ကပိုးပူပြီးကျဲလာတယ်ထင်ရတော့လေကျွန်တော်တို့အတွက်ကြမြို့ကိုစရင်တဲ့မထရတော့ပဲမိတ်ဆွေလို့ပဲခံစားလာရသည်လူဘဝအတွက်အရေးအကြီးဆုံးကျမ်းမာရေးကိစ္စများမှာပင်ကျွန်တော်တို့ဒီမြို့ကိုထဲ့အတွက်အားကိုး၍မရတော့ မြို့ကိုကျွန်တော်တို့ဆုံးရှုံးသွားပြီးဖြစ်တယ်လို့မြို့ကရောကျွန်တော်တို့ကိုလွတ်လွတ်လိုက်ပြီလို့တွေးမိကြပါသည်ထို့ကြောင့်ဈေးကိုကိုယ်တိုင်လာယူပါဆိုတော့ကဲလန့်မှုကိုကျွန်တော်တို့ဘက်ကလည်းပယ်ချလိုက်ပြီးဈေးပို့ပေးနိုင်ပြီလားဟုမိကွန်းကိုတော့မဆိုင်မတွပင်မြို့ပြသည်ပယ်ချလိုက်ပါသည်ဒီလိုနှင့်ပင်မြို့ပြနှင့်ကျွန်တော်တို့သည်တင်ကြီးတဝံပြိုင်းတဝံကဲ့သို့ဒစိမ့်ပြင်ပြင်ဖြစ်သွားခဲ့ပါ၏ ကျွန်တော်တို့နှစ်ယောက်ဘယ်နီးလန်းဖြင့်စီးရနိုင်ပြီလဲဘယ်နီးလန်းသည်ကျွန်တော်တို့ဤဂုံတိတ်ခါတနည်းအားဖြင့်လူသားတိတ်ခါကိုမထိပါစေဘဲစီးရနိုင်ပြီလဲဉာဏ်မီသည်များစဉ်းစားရပါ၏လူတွေဤဇာနာနားလည်မှုဆိုဒီကလည်းတခါတရံတွင်ကြောက်ဖို့ကောင်းသည် ကိုဖွင့်ဟာဝန်ခံသည်များကိုရှိတွင်ဇာနာကျင်နာပြတော်လဲကိုနောက်ွယ်တွင်သကတဲ့င်းစူခြင်းစူပြန်သည် HIV သည်ခွဲခြားရန်မဟုတ်ဟုအော်သူတချို့ထံတွင်ပင်ခွဲခြားမှုအရေးအတန်များရှိနေတတ်သည်။ဒီတော့ဤကဲအနေဖြင့်ဘလောက်ပင်ရင်းနှီးသူ ဖြစ်ပါစေသူ့ယောဂါကိုဝန်ခံနိုင်လောက်အောင်ခွန်အားမရှိဟုဆိုပါသည်။ဒီယောဂါနဲ့ပတ်သက်၍မိသူကိုဖွင့်ဟတိုင်ပင်ပြီးဆေးရအောင်ကျင်းရမည်လဲကျွန်တော်တို့နေ့ရောက်အဖြေရှားကြည့်ကြသည်။နံပါတ်1ကျွန်တော်တို့မိခင်တပ်ဖွဲ့မှလူကြီးများကို ဖွင့်ဟတိုင်ပင်ပြီ နံပါတ်2ဒေတာရင်းရှိဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများအားထိတ်တဆိတ်ချင်းကပ်ကာဖွင့်ဟမည်။နံပါတ်3အရေးစွန်ကမြို့ပြသို့သွားပြီးစေးထုတ်ယူမည်။ကျွန်တော်တို့နေရပထမရက်တွင်ဘာအဖြစ်များမရကြဒီနောက်တော့ဤကဲနေကျွန်တော်သည်ဆဲရက်ခက်များမတွေ့ကြပဲရှိကြပြန်သည် မတွေ့ကြရသည်ကလည်းနေမည်အနေထားကြောင့်ဖြစ်သည်စစ်ကွေးတွေစစ်ကြောင်းထူလာ၍ကျွန်တော်တို့တွေအလုရှုပ်ကြသည်ဤကဲသည်မရှင်ထွက်ရပြန်သည် ၊လင်းရင်ဖြင့်ပုံချိန်မှုထိတိတိုက်ပွဲများဖြစ်မှုစစ်ပေးဆောင်များအားနေရာရွှေ့ပြောင်းမှုဖြင့်ဤကဲ့ဤစေဝါပြဒနာကိုကျွန်တော်လည်းအထိုက်အလျောက်မေ့ပြောက်ခဲ့ပါသည်15ရက်နေ့တွင်ဤကဲ့တိုက်ပွဲမှာတန်ရာရသည်ဆိုသောသတင်းစကားကျွန်တော်နားသူရှင်းလာ၏လုံလက်စာအလုံများကိုပြချကဤကဲ့ရှိရာလျှို့ဝဲစည်းရုံကုသူပြရာ၏ခြေလက်များတွင် ပတ်တီးအဖွေသားဖြင့်ဝါချန်းကနေမော်တွင်ဤကဲ့ကိုတွေ့ရ၏စိုးရင်စရာမရှိ၍တော်ပါသည် ဤကဲပိန်ကြသွားသည်နေကောင်းကြလားဟုကျွန်တော်ကမေးတော့ဘေယောဂါအတွက်မေးမှန်းဤကဲကတည်၍ခေါင်းခါသည်လင်းရင်ကျဲမှုမှထိမှန်သောပုံစံတန်ရာများကို စီးထည့်ပေးနေသောဆရာမကတတပါရရှင်ဟုဝင်ပြောတော့ကျွန်တော်ဂျေစုတင်ကြောင်းပြောရ၏ဆေုံတွင်ဆောင်းဝါနှင့်အကူဆရာမများအပြင်ကျွန်တော်တို့ဤဒေတာတွင်ကြေးရွာများမှာစေဝါအကူမိန်ကလေးများလည်းရှိကြ၏စီးပြက်နေတာဘယ်လောက်ကြာပြီလဲ ခုကျွန်တော်ကတူတူလီမီတော့ဒီနေ့နဲ့ဆို33ရက်ဟုအီကဲကဆို၏နောက်နေ့ရက်အကြာတွင်အီကဲဆေးရုံမှဆင်းခဲ့သည်ဆေးကုနေစဉ်တခြားလုံးဆရာဝန်နှင့်တိုင်ပင်လူတိုင်ပင်လူနှင့်အချင်းချင်းဖြစ်ခဲ့တော့လဲမတိုင်ပင်ဖြစ်စိုးထိတ်စိန်များကရင်ထဲတွင်အပြည့်ကိန်းဝနေ၏အီကဲ၏လင်းရင်ပုံမှန်တရားများကအနက်ဖေးတက်တော့ ERT အတွက်ရတဲ့မအေးမှုကို တိုင်ပင်ကြရ၏ယခုဆိုရင်အီကဲ ERT ပြတ်တာရပောင်း40ပြည့်တော်မူ ဤအခြေအနေသည်အန္တရာယ်တွင်သို့ချင်းနေနေပြီဟုကျွန်တော်တို့သိကြသည်ဆေးမတောက်ရ၍ပိုးတွေပြန်နိုးကျနေပြီ CD4 တွေကျဆင်းနေလောက်ပြီဟုတွက်ကြသည်ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲအရင်တိုင်ပင်ခဲ့ကြတယ်လို့မျိုးအဖွဲကလူကြီးတွေကိုပြောမလားဒါမှမဟုတ်လို့ရှင်လေဒေတာရင်းဆရာဝန်တွေကိုပြောမလားအမ်ဒါမှမဟုတ်ကွာမြို့ပြကိုအရေးဆုံးပြီးသွားမလားအပြင်းပြင်းအလန်းလန်းတိုင်ပင်ကြရင်ဖြင့်ကျွန်တော်တို့သုံးခုစလုံးကို လက်လွတ်လိုက်ပါသည် အဖွဲ့ကလူကြီးတွေကိုပြောရင်လဲမပြေးတော့ခံရရှိဆိုသလိုဖွင့်ဟလိုက်မှာသူတို့ကတဆင်သူတို့ရဲ့ဇနီးတွေပြီးတော့သူတို့ရဲ့လူယုံနေတဲ့တရင်ပြက်ရင်ငါတို့ပဲတစ်ချက်ကနှစ်ချက်ဖြစ်ရမယ်မဟုတ်လားအဲ့ဒီထက်ဆိုရင်ခွဲခြားဆက်ဆံတာပါခံရနိုင်တယ်တခါဒေတာရင်းဆရာဝန်ထံသွားပါပြီတယ်ဆရာဝန်ဒီဒီယောဂာနဲ့ပတ်သက်ရင်အကဲဆက်တဲ့သူအကဲဆက်တဲ့တော့ဆရာဝန်များနဲ့လည်းဘဝတွင်ဆုံတွေ့နေမှုကြီးအကဲဆက်တဲ့သူဖြစ်နေရင်ဘယ်လိုလုပ်မည်လဲ နောက်တစ်ခုကဇံဝန်သည်တုထက်သူလူစွမ်းကောင်ဆိုသလိုကိုရီထက်အရေးကြီးနေသောမိုင်းထီမိုင်းမီနှင့်ကြီးမန်လူနာတွေနှင့်လုံးချလိုက်နေငါတို့ယောဂါကို အရေးဆိုင်နိုင်ပါမည်လားပြီးတော့ဇံဝန်ဤဘေးကဒေတာရင်းစေဝါအကုမိန်ကလေးတီထံငါတို့ယောဂါအမှန်တရင်ကြီးပောက်သွားရင်ကောငါတို့ဘယ်လိုရင်ဆိုင်ရမည်လဲကျွန်တော်တို့တွင်အဖြေရှာမရအောင်ခြားခြားလည်နေဤ အရေးဆုံးပြီးဒေသကလူတွေနဲ့ဝေးရာမြို့ပြကိုသွား၍ ARD ချလင်းစစ်ကွေးတွေဖမ်းဆီးတပ်ဖြတ်မှုကိုအေကန်ခံရမည်ကျွန်တော်တို့တွင် ARD ရရှိရန်လမ်းဆုံနေပါသည်ကျွန်တော်တို့ဘယ်လိုလုပ်ကြမည်လဲကျွန်တော်တို့အိမ်မက်များကိုစိုက်ပြုရင်တစ်ချိန်တည်းမှာပဲအိမ်မက်တို့လည်းတည်ဆုံနေကြပြန်သည်အချက်ထအသက်က အရေးကြီးရမီလားအသက်ထက်လူသားကုန်တိတ်ခါကိုစောင့်ထင်းပြီးတည်ဆုံးခံမီလားဒီတလိုင်းရင်းနေမီထဲမှာဤကဲ့ကဲ့သို့ ARDC ဝါပြတ်တောင်နေသူဦးရီပေါင်းဘယ်နှတောင်းရှိမီနီ ARD အတွက်နေ့စဉ်ရတမအေးနေရသူပေါင်းဘယ်နှတောင်းရှိမီလဲဤကဲ့လို့ပင် ARD ရဖို့စိတ်တော်ကရောက်နေရသူပေါင်းကောဘယ်နှတောင်းညာရှိမီလဲကျွန်တော်တို့တွင် data မရှိ အချက်အလက်များမရှိပြီး ARD တောက်နေရသူမြင်းများရှိသည်ကိုပင်မသိပါဘူး ဤကဲစီတောက်စီးပြက်နေတာကိုပင်အနီးကလူတွေမသိနိုင်တဲ့ကဲ့သို့မြေသူတွေညီမျခက်ခဲနေတယ်လဲကျွန်တော်တို့မသိနိုင်ပါကျွန်တော်တို့လက်တကန်းတွင်လည်းရှိမိကျွန်တော်တို့နဲ့မလန်းမကန်းတွင်လည်းရှိမိဤကဲစီဝါပြက်ပြီးရပ်ပေါင်း54ရက်မြောက်မှာတော့ကျွန်တော်တို့ဤကဲအတွက် ERD စီဝါရရှိခဲ့ပါသည်ဝမ်းသာစရာကောင်းလာပါ၏အသက်နေရှင်ရင်ပေးရတော့ငွေသည်ဘာမျှမဟုတ်တော့ငွေကိုရအောင်ရှာ၍ဝယ်ခဲ့ရတော့၏ Facebook social media များတွင် fake အကောင့်များဖြင့်စုံစမ်း၍စေးရနိုင်သောလမ်းကြောင်းကိုရခဲ့မိတုပင်ရရာဤကဲဆက်လက်ရှင်သန်ကျမ်းမာမည်မှုဝမ်းသာရ၏အိန္ဒိယထုတ် ARD စီးတပူလင်မြန်မာကျပ်ငွေ3000တောင်တည်ယူစိတ်မပါဘဲဖြင့်ရရှိခဲ့ပါ၏ဝင်းဝင်းမရှိသောတော်လင်ဤသမားအဖို့တို့နေ့စဉ်တောက်ရသောစီးအတွက်ကျပ်3000ကျော်သည့်အိမ်မက်စူးကြီးပင်ဖြစ်ပါသည် မနိုင်ဝန်ကြီးပင်ဖြစ်ပါသည်သို့တော့ကျွန်တော်နှင့်ဤကဲ့သည့်ထိုးငွေကြေးကိုစာဖွဲ့မနေနိုင်အသက်ရှင်မှုအတွက်ကျွန်တော်တို့မိသားစုတွေထံလာစဉ်တောင်းခံ၍ထိုးပြဿနာကိုဖြေရှင်းကြပါ၏မိသားစုထံမတောင်း၍ဘယ်ကတောင်းရပါမလဲကျွန်တော်တို့တွင်ဝင်ငွေလည်းမရှိလာစာလည်းမရှိတလန်ဤသည့်ခီးရှိဖြစ်သည့်ခီးကြံကြီးလွယ်ဖြစ်ပါ၍ပြီးတော့ကျွန်တော်တို့တွင် ပုံမှန်ဝင်ငွေမရှိပါတဲ့ဖြင့်ဘယ်နည်းဘယ်ရက်တွင်စီးမဝယ်ယူနိုင်ပဲငုတ်တုတ်ထိုင်နေရမလဲဆိုသော6အိမ်မက်ကိုကျွန်တော်နှင့်ဤခဲ့သည့်နေ့စဉ်အတူတူမက်ကဖြတ်ကျော်နေရပါ၏သို့သောလာမည့်ပြည်တွင်စုတကယ်သူစီးရနိုင်သည်မနေ့ရက်တွင်မှာစီးမမှန်တောက်ရင်းဖြင့်ယုံကြည်ရာတော်လန်ကြီးကိုဥလဲမတုံဆက်လက်ထမ်းဆောင်နေပါ၏ ဤဆောင်ပါသည်အာတီရရှိရန်ခခင်းနေသောတငယ်ချင်းရဲဘော်၏အကြောင်းသာဖြစ်သည်တွန်လန်နေမည်တွင်အာတီစီလုံလောက်စွာရရှိမှုရှိမရှိနှင့် မိတိတွန်လန်၏အင်အားစုများကအာတီစီများပံ့ပိုးပေးနေသည်နှင့်တွန်လန်ဒေသမိတိအရက်တွင်အိဆိုင်ဝင်နေပတ်သက်သောကောင်ဆလာနှစ်သိမ့်ဆွေးနွေးပညာပေးသူများရှိမရှိဆိုသောအချက်အလက်များပေါ်တွင်ငင်းခုံအခြေခံ၍ဤတာခြင်းမဟုတ်ပါ ကျွန်တော်နဲ့ကျွန်တော်၏တငယ်ချင်းကိုတွေ့နှင့်ခံစားမှုများကိုသာမချွင်းမချမ်းရေးသားခြင်းဖြစ်ပါသည်ပူပူတန့်စင်ဤတွင်ဆရာပူပူတန့်စင်ဤလက်ရာအိမ်မက်တွေစိုက်ပြူးရင်းအိမ်မက်တို့တည်ဆုံခြင်းဆိုတဲ့ဆောင်းပါးလေးကိုအိန္ဒိယတွင်ရန်နာပါရစီနားစင်ပေးကြတာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ